ရေရော်တဲ့နေမကိုဒေချာခေါ်ဖို့စိတ်ဝင်စားနေတဲ့တခင်ကြီးမယူနေမီတိုစပိန်ဒရင်တနာဖီချာချက်ရဲ့ပေါ်ပြကြရာအင်္ဂလန်ပရီးမီယာလိဂ်ထိပ်သီးကလပ်မန်ချက်စတာနဲ့တင်ကလာမဲ့ပြောင်းရွှေ့ကာလမှာဘရာဇီးတိုက်စစ်မှုကြီးနေမာကိုအငါပုံစံနဲ့ခေါ်ယူနိုင်ရအတွက်စိတ်ဝင်စားမှုပြပြနေတဲ့ရှိနေကြောင်းကိုသိရပါတယ်။အသက်33နှစ်အရွယ်ရှိပြီဖြစ်တဲ့နေမာကလက်ရှိဒုက္ကစားနေတဲ့ဇာတိမီကလပ်ဆန်တိုအတင်းမှာစိုးရတဲ့ချက်တဲရုံနဲ့ရင်ဆိုင်နေရတာကြောင့်ကလပ်ပြောင်းရွှေ့ဖို့ကိုအလေးနဲ့ထားစဉ်းစားနေရလို့သိရပါတယ်။ဘရာဇီးလရွေးသိမ်းတဲ့ဘရာဇီးသမိုင်းနှောက်မှာဂိုးတင်အားလုံးစားမဖြစ်ရှိနေတဲ့နေမာကကြီးမားတဲ့လာဆာတီနဲ့တူဆော်ရီကလပ် AHD ရဲ့အတင်းနဲ့လမ်းခွဲပြီးတဲ့နောက်မှာတော့ အခုနေ့ဆော်ဝမ်မှာသူရဲ့ငယ်ဘွားကလပ်ဖြစ်တဲ့စန်တိုအသင်းစီကိုပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ဒီမှာပြန်လာခြင်းကိုပရိသတ်တွေကဝမ်းမြောက်စွာကြိုးဆိုခဲ့ကြပေမဲ့စန်တိုတင်ကလည်းရှိဘရာဇီးပြည်တွင်းလေးမှာစိုးရွားတဲ့တက်တဲတစ်ခုနဲ့ရင်ဆိုင်နေရပြီးတန်းစီဆောင်ထက်မှာသာယက်တည်နေရပါတယ်။ဒီချိန်တွေကကမ္ဘာစစ်ကစားမနေမှာအတွက်ဘောလုံးကြီးတွေကိုထိန်းသိမ်းရမှာစိန်ခေါ်မှုကြီးမားစေခဲ့ပြီးကလပ်တင်ရဲ့ဆက်ဆောင်ရေးပေါ်စိတ်ပြအားငယ်မှုတွေလည်းရှိနေခဲ့ပါတယ်။အပြင်ဘာစီလိုနာတင်ရဲ့စူပါစကားဟောင်းနေမှာက လာမယ့်နှစ်ဆောင်တဲ့ကြောင့်ဘလာပြိုင်ပွဲအတွက်ဘရာဇီးလျပြောက်ကာလိုအန်ဆလော်တီရဲ့လက်ရွေးချိန်တင်းထဲမှာမရှိမဖြစ်နေရာတစ်ခုကိုရရှိစီဖို့ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။ဒါကြောင့်သူကဘောလုံးကစားမပွားကိုပရီးမီးယားလိလိုအမြင့်ဆုံးရှိတဲ့လိဂ်ဒီမှာစိန်ခေါ်မှုတွေနဲ့တူဆက်လက်ထိန်းသိမ်းထားဖို့ဆရာထက်သန်နေပြီးသူလည်းရှိဆန်တို့ကလကနဲ့ယာယီထုတ်ခွာဖို့ကိုပါလေးနဲ့တာစဉ်းစားနေတာဖြစ်ပါတယ်။စပိန်ဒိနာနာဖီချာချရဲ့ပေါ်ပြချက်ရမယူတင်းကလည်းရှိသူတို့ရဲ့တိုက်စစ်ပိုင်းမှာအတွေ့အကြုံနဲ့ရည်သွေးမြင့်မာတဲ့စူပါစတားတအုပ်ကိုထိတ်သွင်းဖို့ရှာဖွေနေပြီးဒီမှာကငါးနဲ့ခေါ်ယူနိုင်မလားဆိုတာကိုစောင့်ကြည့်နေတယ်လို့သိရပါတယ်။ ဗက်ဆင်းပြဒူဘမော်ရီရဲ့လက်ထက်မှာမင်းရတဲ့တင်းရတိုက်စစ်ပိုင်းကလိုအပ်နေတဲ့ဖန်တီမှုဒူချင်းစွန့်ရင်နဲ့မထင်မှတ်ထားတဲ့တိုက်စစ်ပုံစံမျိုးကိုနေမာကတအူးတဲ့ပေးဆွမ်းနိုင်တယ်လို့အတင်းတာဝန်ရှိသူတွေကယုံကြည်နေကြပါတယ်။ဒီမာလူဇာမမျိုးကကွင်းလင်းနဲ့တိုက်စစ်ကြမှာချိန်ဆမှုကိုမြင့်တင်ပေးနိုင်ပြီးတိုက်စစ်မှုတွေကိုဂိုးတင်းကွင်းဖန်တီပေးနိုင်မှာလည်းဖြစ်ပါတယ်။ဗန်နိုင်းဆိုင်ရာအရေးကြီးတဲ့အချက်တစ်ချက်ကတော့ပြည်မြေထိပ်ကြီးကလည်းမင်းရတဲ့တင်းကနေမာရဲ့မြန်မာရဲ့လာစာတောင်းဆိုမှုကိုဗန်နိုင်းရဲ့အခက်အခဲမရှိဘဲတန်တန်နဲ့အနေထားမှာရှိနေတယ်လို့နားလည်ရပါတယ်။ဒီမာကို50ကျုံနဲ့ခေါ်ယူနိုင်မယ်ဆိုရင်တော့ မယူတင်ကသူရဲ့တိုက်စစ်ကိုပြောင်းရွှေ့ကြေးကြီးကျယ်သုံးဆွဲစီရမလို့ပဲချင်းတို့တွင်မှာရည်တွင်းမြန်မာစွာအားပြင်းနိုင်မဲ့ကိုင်းကြီးကောင်းတစ်ခုကိုရရှိမှာလည်းဖြစ်ပါတယ်။မြန်မာနေနဲ့ကမ္ဘာပလာတို့ကကောင်းဆုံးပြင်ဆင်နိုင်မဲ့မြေဆုံးပြိုင်မိုက်တင်နဲ့ရင်ဆိုင်ရမဲ့ပရီးမီယာလိဂ်ကိုပြန်လည်ဝင်ရောက်နိုင်မှာဖြစ်ပြီးသူတို့ဇာမောဘောအဆင့်တန်းကိုဆက်လက်ထိန်းသိမ်းနိုင်မှာလည်းဖြစ်ပါတယ်။ဒီလိုမျိုးငါခွက်ယူမှုကနှူးနှက်ပတ်အကျိုးရှိမဲ့ရွေးချယ်မှုတစ်ခုဖြစ်လာနိုင်တယ်လို့သုံးသပ်ရပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချစ်တဲ့